င်္ဂလာပါရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ် ။နောက်မေးခွန်းတစ်ခုကတော့အာဒီ CV တွေ resume တွေမှာပေါ့နော် personal development skills ကိုထည့်တင်လားလို့အမိထားတာလေးရှိပါတယ်။အာတချက်အမြင်ပြောရရင်တော့ထည့်တင်ပါတယ်။ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာတချို့က academic skill အပြင်ကို personal development ပေါ့နော်ကိုယ့်ရဲ့အပြင်မှာ creativity ကောင်းလာပြီးရင်အပြင်ကိုယ့်ရဲ့ extra curricular activity အပြင်မှာဘာတွေလုပ်နိုင်စွမ်းရှိလဲဆိုတာကိုပြသနိုင်တာကလည်းအလုံးလျှောက်တဲ့အချိန်မှာကြောင်းလျှောက်တဲ့အချိန်မှာဒါအထောက်အကူဖြစ်တယ်လို့တချို့ကမြင်နေပေါ့နော်။အဲ့တော့ဘလို့အရာလေးတွေထည့်တင် ယ်ဆိုရင်ကိုကအဲဒီ online certificate လေးတက်တာလေးလည်းထည့်လို့ရတယ်ပြီးရင်အခုဆိုလို့ရှိရင် workshop seminar ပေါ့နော်ဒီလိုလေးတွေသွားတက်တယ်ကိုကပါဝင်ပြီးတော့မှအဲဒီ brainstorm လေးတွေလုပ်တယ်ဒီ activity လေးတွေလုပ်တယ်ပေါ့နော်ပြိုင်ပွဲလေးတွေဝင်နေဆိုရင်လည်းအဲ့ကအတိမတ်ပြုလက်မှတ်လေးတွေကိုလည်းရမယ်ဆိုလို့ရှိရင်ယူထားပြီးတော့ပြသင်ပါတယ်ပြီးရင်ကိုရဲ့ CV skills မှာပေါ့နော် skills အနေနဲ့ပေါ့နော် creativity ကောင်းတဲ့အာကိုကဥမာဒီ writing skill creative writing skill ကောင်းတယ်ပေါ့နော်ကိုရှိတဲ့ talent talent ကို4 to 5လောက်ထိပေါ့အရင်အများကြီးထည့်ရတဲ့တကယ်ကို strength ပေါ့အားတာတဲ့အချက်လေးတွေ၄ချက်၅ချက်လောက်ထည့်လို့ရှင်တော့သူများထက်ပိုပြီးတော့မှဒါကွာ unique ဖြစ်ပြီးတော့အားတာမယ်လို့တော့တကယ်ထင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုး Mickey Way Media ကအခုတူတာရစီတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲ subscribe ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်။